ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဒါကုလာမဲ့ပတ်ပေါ့နော်ဂျွန်လာဒုတိယပတ်တပတ်တာအတွက်ပြပြလာနိုင်ခြင်းရှိတဲ့ကပ္ပချွေစီနေတာကိုကျွန်တော်သုံးသပ်ပြောကြပေးသွားဖြစ်ပါတယ်ပြီးခဲ့တဲ့တပတ်တာတွင်မှာတော့ကပ္ပချွေစီရဈေးအလုတ်ခက်နည်းနည်းကျန်းခဲ့တယ်လို့ပြောရမှာခင်ဗျအဲ့ပြတ်ကမှာကျွန်တော်တို့အခုလာမဲ့ဇွန်လဒုတိယပတ်တွင်မှာကပ္ပချွေစီဘယ်လိုလေးဆက်ဖြစ်မလဲကျွန်တော်အသက်ဘက်ပြန်သွားမလားအကြဘက်ဆက်သွားမလားဒါမှမဟုတ်လည်းဈေးတွေငြိမ်သက်မလားဆိုတော့ကျွန်တော်တစ်ချက်လောက်သုံးသပ်ကြည့်လိုက်အောင်ပေါ့နော် ော်ပြီးကမ္ဘာရွှေရဲ့ကျွန်တော်ဈေးအတက်ကျက်ချက်လေးကိုကျွန်တော်သွားကြည့်လိုက်မယ်ဒါကတော့ကမ္ဘာရွှေစည်းကွက်နေတာကိုဒီအတုံးလေးတုံးဟာတည်တာနေတာကိုစားပြုတ်ပြီးတော့ကျွန်တော်တို့ကြည့်နေချင်းဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ပြီးခဲ့တဲ့တပတ်တာအတွင်းမှာအင်ကာဂျာပရီတောက်ကြနေနေရအကြနဲ့ပြီးခဲ့ပြီးတော့တနင်္လာနဲ့ဘူဒဘူးနေ့တည်တာတွေမှာတော့ဈေးအတက်နဲ့တည်တာနေတာရဈေးအတက်နဲ့ပြီးခဲ့တာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကပုံမှန်အနေထားကြည့်မယ်ဆိုဟာ၃ရက်ကဈေးကြဆိုဈေးအကျအားတာရီလို့ထင်ကောင်းထင်နေမယ်ဒါပေမဲ့တပတ်တာအနေထားအပြင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့က အဇေယအပေါ်တော့တက်ခဲ့တာမှန်တယ်ကျွန်တော်3400အထက်တိတက်ခဲ့တာမှန်တယ်ဒါမဲ့ကျွန်တော်တို့အပိတ်စည်းတပတ်တာအပိတ်စည်းနဲ့တပတ်တာအဖွင့်စည်းချမှာဘာမှကွာဟချက်မရှိခဲ့ဘူးခင်ဗျတပတ်တာအဖွင့်စည်းရကျွန်တော်တို့3305မှာဖွင့်ခဲ့တယ်အပိတ်စည်းရ3317မှာပိတ်ခဲ့တယ်ဘာကျွန်တော်တပတ်တာအပိတ်စည်းနဲ့အဖွင့်စည်းချမှာ6.6ပဲဟားခဲ့ပါတယ်ပြီးတော့တပတ်တာအပိတ်စည်းရကျွန်တော်တို့အာအဖွင့်စည်းတဲ့6ပဲအပေါ်မှာပိတ်ခဲ့တာပိတ်တာပိတ်တဲ့ခါမှာကျွန်တော်အဖွင့်စည်းနဲ့အပိတ်စည်းချကွာဟချက်တိတ်မရှိတာကိုကြည်ချင်းအဖြစ် ဈေးအသက်ကျအနေငယ်ကျန်းခဲ့တာတော့မှန်နဲ့တနည်းအားဖြင့်ဈေးအပေါ်ထိတက်ခဲ့တာတော့မှန်ပြီမဲ့တပတ်တာနေထားရမယ်ကြည့်မယ်ဆိုရင်တော့ဈေးအပွင့်ဈေးနဲ့အပိတ်ဈေးကြာတိတ်ကွာချက်မရှိတာကိုကြည့်ချင်းအားဖြင့်ပေါ့နော်ပြီးခဲ့တဲ့တပတ်တွင်မှာကမ္ဘာ့ရွှေဈေးကဝယ်လို့အားနဲ့ရောင်းလို့အားနဲ့အားပြန်ခဲ့တယ်လို့ကျွန်တော်ဆိုနိုင်ပါတယ်ခင်ဗျဘယ်ဘက်ကမှအတားအကျင်းမရှိဘူးပေါ့နော်ဝယ်ဝယ်တဲ့ဘက်ကလည်းအတားအကျင်းမရှိတယ်လို့ရောင်းတဲ့ဘက်ကလည်းအတားအကျင်းမရှိဘဲနဲ့တပတ်တာအပိတ်မှာတော့ဒီအဖွင့်ဈေးနာဝင်ခြင်းမှာပဲပိတ်သွားခဲ့တယ်ပေါ့နော်တကယ်လို့သာကျွန်တော်တို့ကဗျာ ပြီးခဲ့တဲ့ဘက်မှာဥမာတောက်ကြနေမှာကျွန်တော်အယောင်းတီအားသာခဲ့တယ်ဆိုရင်တေချာရင်ကျွန်တော်တို့ကအ ਨੇ ဆုံးပြာ3300အောက်လောက်မှာပိတ်နိုင်ရမယ်အဲ့လိုပဲအဝယ်သမားရဲ့အတာခဲ့ဆိုရင်အ ਨੇ ဆုံးကျွန်တော်တို့3340အထက်လောက်မှာပိတ်နိုင်ရမယ်ဒါပေမဲ့ဘယ်ဘက်ကမှအတာခြင်းမရှိဘူးတနည်းအားဖြင့်မျှခြေဖြစ်နေတယ်လို့ပြောလို့ရပါတယ်အဲ့ဒါဖြစ်တဲ့အခါမှာလာမယ့်အပတ်ကဘာရွှေစင်းနေတာစိတ်ဝင်စားဖို့ဇာကောင်းနေတယ်ပေါ့နော် ကျွန်တော်ဒီမှာအဖြစ်တပတ်တာနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်အပေါ်စိအဲ့3400နာစီတက်တဲ့ခါမှာအဲ့မှာကျွန်တော်ရောင်းလို့အားတွေအလုံးရင်းဝင်လာတာကိုတွေ့ရတယ်ခင်ဗျဒီညမှာတခုရှိရပါတောက်ကြနေကျွန်တော်တို့တောက်ကြနေညအမေရိကန်အလောက်ကန်ဒေတာကြီးကြောင်းကြတယ်ဒါမှမဟုတ်ကြာရင်းနေတော့ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်းပင်တို့ဖုံးပြောလို့ကြတယ်ဆိုပြီးတော့သတင်းပိုင်းရကျွန်တော်တို့ကသတင်းပိုင်းရကြရဲဆိုပြီးတော့အကြောင်းပြချက်ပေးခြင်းပေးလို့ရတယ်ဒါပေမဲ့အဲ့ဒီကျွန်တော်တို့ အမေရိကန်သမ္မတနဲ့တရုတ်သမ္မတဖုံးပြောခင်ကနေကမ္ဘာ့ရွှေစရာအဲ့တရုတ်400နံမှာပြန်ကန်တဲ့အနေထားတတိယအဖြစ်ရောင်းလို့အားတွေဝင်လာတဲ့အနေထားမျိုးကျွန်တော်တွေ့ရတယ်ခင်ဗျတတိယအဖြစ်အမေရိကန်သမ္မတနဲ့တရုတ်သမ္မတဖုံးမပြောရင်တော့မှကမ္ဘာ့ရွှေစရာအစကတည်းကကြာပေါ်မဲ့အနေထားမျိုးရှိပြီးသားပါသူတို့ကဖုံးပြောလိုက်တော့ဗျာအကြအောင်းနဲ့လေးပုတ်ကောင်းသွားစေတာပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ကလက်ရှိကမ္ဘာ့ရွှေစရာအနေထားတရုတ်400နံမှာရောင်းလို့အားတွေအလုံးရင်းဝင်လာတဲ့အနေထားရှိနေတယ်အဲ့လိုပဲကျွန်တော်တို့ ပြီးခဲ့တဲ့တပတ်တာဖွင့်စည်းပြတော့3300နားမှာကျတော့ဝယ်လူအားတွေပြန်ဝင်လာတဲ့အနေအထားမျိုးရှိနေတကယ်လို့ဒါကျွန်တော်တို့ကအဲ3300နားမှာဝယ်လူအားတွေမရှိဘူးဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေပေါ့နော်တပတ်တာဖေးစီရပြကျွန်တော်ကျွန်တော်ပြောတဲ့သူမှာအနည်းဆုံး3300အောက်လောက်မှာပိတ်ဖို့လိုအပ်တယ်မပိတ်နိုင်ခဲ့တာဖြစ်တဲ့ကာမှာအဲအောက်စင်းမှာအဝယ်တွေဝင်နေရလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒါဖြစ်တာဖြစ်တဲ့ကာမှာကျွန်တော်လာမယ့်ပတ်သွင်းမှာလဲကျွန်တော်တို့ကဘာရွှေစည်းရအဝယ်နဲ့အယောင်ဘာညာနဲ့ဆက်လာအပြိုင်မဲ့အနေအထားမျိုးကိုကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာတခုရှိတာပေါ့ကျွန်တော်ကျွန်တော်အမြင်အသုံးသတ်မယ်ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြာနေ့တုန်းကအကြပြခဲ့တဲ့မနှက်ဖြန်တင်းလာနေမှာရောကျွန်တော်အကြလေးနည်းနည်းဆက်ပြလိုက်ဟုတ်ဟုတ်ပြီအကြပြနိုင်တဲ့အခါမှာဘယ်လောက်အထိအကြပြနိုင်လဲကျွန်တော်တို့ကျွန်တော်သုံးသတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီဈေးနဲ့ပေါ့ကကျွန်တော်တို့3.90ဒီထက်ပူကြခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ 3.60နဲ့စီတန်းလောက်ဟုတ်ပြီကျွန်တော်အခုကတပတ်တာနေထိုင်နေကြည့်နေရပါတော့နော်3.60စီတန်းဟုတ်ပြီကျွန်တော်တရက်တာနဲ့ပြောင်းကြည့်လိုက်မယ်ဟုတ်ပြီအဲ့ဖက်တဲ့ခါမှာကျွန်တော် S0 တိမနက်ဖြန်တင်းနာနေမှာဈေးအကျလေးဆက်ပြပြီးပြီးမှကျွန်တော်ပြန်ကန်တက်သွားမလားဘာလို့လဲမိမဲ့ဆိုရင်ဒီ3.60နဲ့ 3နှစ်60ကြာဈေးတန်းစုံကလက်ရှိကမ္ဘာရွှေဈေးအတွက်ကျွန်တော်တို့အချိန်တည့်ရတာအနေထားနဲ့ကြည့်မယ်ဆိုရင်ဒီမှာဆိုကျွန်တော်တို့ stone support လို့ပြောလို့ရပါတယ် stone support ဆိုတာဈေးကျဖို့အတွက်အဓိကအဟန်တာဈေးတန်းစုံဖြစ်နေပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပတ်အတွင်းမှာ3နှစ်60အောင်မှာဈေးပိတ်နိုင်ခြင်းမရှိဘူးဗျ3နှစ်60အောင်မှာဈေးလွတ်လွတ်ကျွတ်ကျွတ်ပိတ်နိုင်ခြင်းမရှိဘူးအဲ့ဒါဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော်တို့ အခုလာမယ့်ပတ်မှာလည်းအဲ့3နှစ်90နဲ့3နှစ်60ကြာဈေးတန်းစုံကကဘာရွှေစီအတွက်ဈေးအကျအတိအကဟန်တာဆုံးဈေးတန်းစုံနေတရှိနိုင်ပါတယ်အဲ့ဒါပတ်သက်ကမှာကျွန်တော်တို့ကကဘာရွှေစီပေါ့နော်တောက်ကြနေရနည်းနည်းဈေးနည်းနည်းအကျခဲ့တဲ့အချိန်နဲ့ဆက်ဈေးဆက်ကြမယ်ဆိုရင်အဲ့3နှစ်90 3နှစ်60ဈေးတန်းစုံကြာဈေးကြနိုင်ပါတယ်အဲ့ဒါပတ်သက်ကမှာကျွန်တော်တိုးတဲ့အမြင်ရတော့ကျွန်တော်လက်ရှိသုံးသက်ထားရဇနုံသဘောတရားအမြင်ရအဲ့3နှစ်60နဲ့3နှစ်90ဈေးတန်းကြာဈေးကြပြီးပြန်ကန်တက်လိမ့်မယ်လို့ကျွန်တော်ယူဆထားပါတယ် အဲ့ဒါဖြစ်ကမှကျွန်တော်အဲ့ဈေးကျတဲ့အချိန်မှာကျွန်တော်တို့က360အောက်မှာတရက်တာလောင်မဲ့ပတ်တွင်ပေါ့နော်ကပားရွှေဈေးကတရက်တာဈေးမပိတ်နိုင်ဘူးတနည်းအားဖြင့်ကျွန်တော်တို့ market ခေါ်ရ day 1ကဏ္ဍနဲ့360ဈေးနဲ့အောက်ဈေးမပိတ်နိုင်ရင်တော့ကျွန်တော်တို့အဲ့360နဲ့360ကြားမှာကပားရွှေဈေးကိုကျွန်တော်တစ်ပတ်လုံးအတိုင်းတားရမစ်တမ်းပြန်ဝယ်ဖို့အားပေးခြင်းပါဟုတ်ပြီအမြတ်ပိုင်းဈေးနဲ့ဘယ်လောက်လောက်ယူလို့ရအောင်ကျွန်တော်တို့အမြတ်ပိုင်းဈေးနဲ့ပြကျွန်တော်ဒီလောက်လောက်ယူလို့ရတယ် 3350 3360ဒီကျွန်တော်ယူလို့ရတယ်အရှုံးပိုင်းဈေးတန်းကကျတော့ကျွန်တော်ကကျွန်တော်တို့အာ3350အောက်လောက်ပေးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်စန့်ချင်ပတ်နေတယ်ပေါ့3360အောက်မှာကျွန်တော်တို့ကပ္ပရွှေစီတရက်တာဈေးပိတ်သွားရင်ရောပိတ်သွားရင်တော့လိုက်ရောင်းပြနောက်ရမှာဈေးတက်တိုင်းလိုက်ရောင်းကျွန်တော်ဘယ်လောက်ထိအကြမ်းလို့ရလဲမြင်မှဆိုရင်ကျွန်တော်တို့3200ထိအ ਨੇ ဆုံးအကြမ်းလို့ရတယ်ဟုတ်ပြီတကယ်လို့ပေါ့နော်ကျွန်တော်မန်းတဲ့မန်းထားတဲ့အတိုင်းဈေးက မကြောက်ပြဆွဲမချဘဲနဲ့တက်သွားရင်ရော အပေါ်ပြန်ကန်တက်သွားတယ်ဆိုရင်တော့ကျွန်တော်တို့အပေါ်မှာဆိုကျွန်တော်ကဈေးတန်းတစ်ခုပဲရှိတယ်3333 3323ဈေးတန်းအထက်မှာကဘာရွှေဈေးပေါ့နော်တကယ်လို့ပြဈေးကမကြောက်ပြမနှက်ပြစားပြီးဈေးပြန်တက်သွားတယ်အဲ3323ဈေးတန်းအထက်မှာဒါကဘာရွှေဈေးပေါ့နော်အာလာမယ့်အပတ်အတွင်းပေါ့နော်အချိန်တရက်အတိုင်းတာအပိတ်စေးကျွန်တော်မားကတ်ခေါ်ရဒေးဝမ်ကန်နယ်နဲ့333စီတဲ့အပေါ်မှာဖောက်ပြီးဈေးပိတ်သွားရင်ကမ္ဘာရွှေဈေးကိုလိုက်တာပွဲတော့ ဈေးကမကျနိုင်တော့ဗျနီးပညာပိုင်းရဆိုလိုက်တာဝယ်ကြာနည်းနည်းလေးကြာတိုင်းလိုက်တာဝယ်ကျွန်တော်တို့ပြီးခဲ့တဲ့တပတ်တုန်းကအသက်ခဲ့တယ်ပေါ့နော်အာ3360လို့3380လို့ဈေးနှုန်းတွေကိုပြန်မြင်ရလိမ့်မယ်ကျွန်တော်ကတော့လာမက်ပတ်ထဲကိုကျွန်တော်နှစ်မျိုးမှန်ထားပေါ့ဈေးကလက်ရှိဈေးကနေတောက်လျှောက်ပြန်တက်သွားမလားဒါမှမဟုတ်ရင်ကျွန်တော်တို့အောက်ကိုဆွဲချပြီးမှပြီးမှပြန်တက်မလားအဲ့နှမျိုးတဲ့အဲတမျိုးဖြစ်လိမ့်မယ်လို့သုံးသပ်ထားပါတယ်ဒါပေမဲ့ကျွန်တော်မှားနိုင်ချေလို့ကျွန်တော်ကြိုးပမ်းထားရင်နော်3330 360တောင်ပြလာ sorry 360ဈေးနဲ့အောက်မှာကဘာရွှေဈေးအချိန်တရက်အတိုင်းတာအပိတ်ဈေးနဲ့ဖောက်ကြပြီးဈေးပိတ်သွားရင်တော့ကျွန်တော်ရဲ့ကဘာရွှေဈေးလာမဲ့အပတ်တပတ်တာလုံးအနေထားရဈေးအသက်ပြန်အားတာနိုင်တယ်ဆိုတဲ့သုံးသက်ချက်လေးမှားရင်ပြီလို့သာယူဆလိုက်ပါခင်ဗျ360ဈေးနဲ့အောက်မှာအဲ့360ဈေးနဲ့အောက်မှာအချိန်တရက်အတိုင်းတာအပိတ်ဈေးနဲ့ဈေးမပိတ်မချင်းတော့ကျွန်တော်တို့ကဘာရွှေဈေး တပတ်လုံးအတိုင်းအတာရဈေးအသက်ပြန်လာနိုင်တယ်လို့ကျွန်တော်သုံးသပ်ထားဆဲပါပဲခင်ဗျဟုတ်ပြီအဲ့အပတ်ကကျွန်တော်ပြောလာတပတ်လုံးအတိုင်းအတာရဈေးတက်နိုင်တယ်ပြောရနော်အာချက်ချင်းပြမနဲ့ပြချက်ချင်းတက်သွားမယ်တပတ်ကချက်ချင်းတက်သွားမယ်ဆိုလိုတာမဟုတ်ဘူးတပတ်မှာ9ရက်ရှိတယ်ဗျတင်းလာအင်ကာပူတပူကြတာပဲ၄ရက်ကြာပြီရောဗျတောက်ကြနေမှာထောင်တက်သွားတာလည်းဖြစ်နိုင်တယ်အဲ့အပြက်ကမှအဲ့ရလေးကိုသတိထားဖို့လိုပါတယ်။ဟာကျွန်တော်ကအသက်အားသားနေနေပြောပြီးတော့ကရောက်တဲ့ဈေးတန်းတွေမှာကောက်ပြီးတော့အလွန်ကျွံဝဲတာမျိုးတွေပါတယ်သတိထားပါခင်ဗျ။ ကျွန်တော်ရဲ့သဘောတဘောပါဗျာကျွန်တော်ကဝယ်မယ်ဆိုရင်တော့မအောက်ဈေးဆောင်ပြီးဝယ်တာများပို့ပြီးအားပေးချင်တယ်မအောက်ဈေးမုံရင်တော့မှဗျာကျွန်တော်တို့အပေါ်ကိုဈေးတက်ဖို့တေချာတဲ့အနေအထားမျိုးနိပညာပိုင်းအတီးပူချက်ဆောင်ပြီးမှသာကျွန်တော်ဝယ်ရတာများပါတယ်ခင်ဗျာဟုတ်ပြီအဲ့အပတ်တခါမှာကျွန်တော်တို့ကပြီးခဲ့တဲ့တပတ်တည်းမှာတခုရှိရကပ္ချွေဈေးရကျွန်တော်တို့ဈေးတက်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့ sorry ဈေးအပေါ်ကိုတက်ခဲ့တယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့အာတကယ်လို့ volume များခဲ့တာကျွန်တော်တို့ ကြာတာပရင်းနဲ့တောက်ကြနေနှစ်ရက်ပဲရှိတယ်ပေါ့နော်အဲ့ဒါပြတ်သက်ခါမှကျွန်တော်တို့အဓိကတော့ကပားချွေစီလာမဲ့ပတ်သွင်းမှာတက်တီဖြစ်စီကြစီဖြစ်တဲ့ဘောလုံးအားပါပေါ့လိုအပ်ပါတယ်အတက်ဘက်ပြန်သွားမယ်ဆိုရင်ဘောလုံးအားပါမှဒါကျွန်တော်တော့တော့၄ရအထက်ဒီပိုင်းပြန်မြင်ရမှာအဲ့လိုပဲအကြဘက်သွားမယ်ဆိုရင်ဘောလုံးအားပါမှဒါတောက်လျှောက်ကြတာမျိုးမြင်ရမှာပေါ့နော်အဲ့ဒါပြတ်သက်ခါမှကျွန်တော်လာမဲ့ပတ် အဲ့ဒီမှာကဘာရွှေစီအနေထားကိုကျွန်တော်တို့နည်းနည်းလေးသတိထားမယ်အနေထားမျိုးတော့ရှိပါတယ်။မှန်တဲ့ကျွန်တော်အတမန်းထားမှန်တဲ့အတက်မတော်ခင်မှာဈေးဆွဲချပြီးရောဗျာကျွန်တော်တို့အဝယ်သမားတွေရှင်းထုတ်ပြီးမှဈေးတက်သွားမျိုးလေဖြစ်နိုင်ခြေရှိတာပြတာပြတဲ့ကာမှာကျအဲ့ရလေးသတိထားဖို့လိုအပ်ပါတယ်။ကဘာရွှေစီကွက်ရဲ့ volume ကတော့ကျွန်တော်ထင်တယ်လာမယ့်ပတ်ထဲမှာဆိုရင်ကျွန်တော်တို့အဲ့ဒီဒရင်ကြီးတွေရှိရပိုတပူးကြတာပြင်းနေလောက်မှာဆို volume အကောင်းနိုင်တယ်ပြီးတော့နောက်တစ်ပတ်သေးဆိုရင်အဲ့အမေရိကန်ဘန်တို့ နောက်တစ်ပတ်ဆိုတာကျကျွန်တော်ဒီတစ်ပတ်ပြီးအခုလာမယ့်အပတ်ပြီးနောက်တစ်ပတ်ပေါ့နော်ကျွန်တော်တို့ဇွန်လတတိယပတ်ထဲမှာဆိုရင်အဲ့အမေရိကန်ဘန်တိုးဆုံးမချက်ထွက်ပြီးမှ volume တော်တော်အားကောင်းနိုင်တယ်အဲ့အပတ်ကမှကျွန်တော်တို့လာမယ့်ပတ်တွင်တော့ကပ္ပရွှေစီအနေထားကိုကျွန်တော်တို့လာရကကျွန်တော်တို့ပုံပေါ်လာလိမ့်မယ်လို့ကျွန်တော်ဒီပညာပိုင်းကလာရကပုံပေါ်လာလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်အထူးသဖြင့်ဗုဒ္ဓဘုနည်းတရတာဈေးအပိတ်ပြီးပါတော့နော်ဘာလို့ဆိုဗုဒ္ဓဘုနည်းမှာအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနဲ့ပတ်သက်တဲ့တည်င်းတွေထွက်ပေါ်ရှိလို့ဖြစ်ပါတယ်အဲ့အပတ်ကမှကျွန်တော်တို့ကအာ အခုလာမယ့်တပတ်တာကပ္ပရွှေရဲ့အပိတ်စေးတာဘယ်ပေါ်ပိတ်ခတ်ရင်ကျွန်တော်ဈေးအတက်အားဆက်ကောင်းမလဲလို့မိမဲ့ဆိုရင်ကျွန်တော်တို့ဒီပေါ်ပေါ့နော်ကျွန်တော်တို့အဓိကစံချိန်တင်ဈေးပိတ်ဖို့တော့ဆိုရင်ဒီတပတ်တာအပိတ်စေးရဒီပေါ်ပိတ်ဖို့လိုအပ်တယ်3360အထက်ပြ3360အထက်မှာဒါလာမယ့်တပတ်တာအပိတ်စေးတာဈေးပိတ်ခတ်ရင်တော့လာမယ့်တပတ်တာအပိတ်စေးဈေးပိတ်ခတ်ရင်တော့ကျွန်တော်တို့အခုလာမယ့်အပတ်အတွင်း3500ဈေးနဲ့နာမမြင်ရရင်တော့မှဇွန်လတတိယပတ်လောက်မှာနိပညာပိုင်းရမြင်ရဖို့အလားလာများနိုင်တယ်ခင်ဗျ အဲ့လိုမဟုတ်ဘဲနဲ့စန့်ကျင်ပန်းနေတယ်ဗောနော်အခုလာမဲ့တပတ်တာအပိတ်ဈေးတာဗျာကျွန်တော်3နှစ်60ဈေးနဲ့အောက်မှာပိတ်ခဲ့ရင်တော့ကဘာရွှေဈေးကိုဗျာလက်ရှိဒီတလားနှစ်လအတွင်းမှာအနေဆုံးမြင်ခဲ့ရတဲ့ဈေးတန်းဖြစ်တဲ့ကျွန်တော်တို့3120တို့3130စတဲ့နာစီးကြဖို့ကျွန်တော်တို့ဒီလာထဲမှာမျောလင့်ထားလိုက်ပါတော့အဲ့ဒါပြတဲ့ကောင်ကကျွန်တော်တို့အခုလာမဲ့ဂျွန်လာတတိယပတ်တပတ်တာပိတ်စီဘယ်မှာပိတ်မလဲ3360အထက်ပိတ်မလား3260အောက်ပိတ်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ် ဂျားလည်းပဲပိတ်သွားရင်တော့တတိယအပတ်တပတ်တာပိတ်စီပင်မပိတ်မလဲဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်ဟုတ်ပြီဒါလေးအောင်ကျွန်တော်နီးပညာပိုင်းအသုံးသက်ချက်သတင်းပိုင်းပေါ့နော်သတင်းပိုင်းကတော့လာမယ့်ပတ်ထဲမှာဒေတာတော့ဒေတာထွက်မဲ့ရက်နည်းတယ်ဒေတာတော့နည်းနည်းအလေလက်လောက်ရှိအလေလက်လောက်ရှိပင်မဲ့ဒေတာထွက်မဲ့ရက်ကနည်းတယ်ဗျဒေတာကြီးတွေထွက်မဲ့ရက်ပေါ့နော်ဘူတဝူးနေနဲ့ကြာပြီးနေပဲရှိတယ်အဲ့ထက်မှမှအရေးကြီးဆုံးနေကိုပြပါဆိုဘူတဝူးနေပဲဘူတဝူးနေမှာအမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုဒေတာတွေထွက်ပို့ရှိတယ် ငွေကြေးဖောင်းပေါင်းဝူရာအမှဆိုရင်ကျွန်တော် CPI YOI တို့ကို CPI MOM A တို့ပါတို့ရှိရပေါ့အဲ့မှာငွေကြေးဖောင်းပေါင်းဝူကတက်လာမဲ့ပုံစံမျိုးတို့ကမှန်းထားဟုတ်ပြီငွေကြေးဖောင်းပေါင်းဝူတက်လာရယ်ဆိုရင်ကျွန်တော်တို့ကပြုတ်နေပြောင်းမယ်ဆိုရင်ဒါဒီတာရလက်မကောင်းဘူးလို့ပြောလို့ရတယ်အာဒီတာမကောင်းဘူးပေါ့ဗျဒီတာမကောင်းဘူးဆိုရင်ပုံမှန်သဘောတရားစဉ်းစားမယ်ဆိုရင်ကဘာရွှေစေးတက်နိုင်တယ်ဒါမှပြဿနာတခုရှိရအဲ့ငွေကြေးဖောင်းပေါင်းမှုတက်လာပြီဆိုရင်အဲ့ငွေကြေးဖောင်းပေါင်းမှုထိမ့်ဖို့ကိုအမြဲတမ်း အကြောင်းပြနေတဲ့အများန်ရှေ့တန်းတင်နေတဲ့အမေရိကန်ဘိုးဘန်ကအခုဂျွန်လဘန်တူနုံဆုံးပတ်ချက်ကိုရှော့ပါမလားဘန်တူနုံမလျှော့ဘူးဆိုရင်လည်းကျွန်တော်တို့ကပတ်ရွှေစည်းကဘာဖြစ်သွားနိုင်လဲဆိုတော့အကြပဲပြောင်းသွားနိုင်တယ်ဗျာရေတူအကြပဲပြောင်းသွားတယ်ပြီးမှဗျာအသက်ဖက်ဟိုမှာတလားနှလားကြာမှာအသက်ဖက်ပြန်လာမျိုးဖြစ်သွားနိုင်တယ်ရေရှည်အသက်ဖက်တော့ပြန်လာနိုင်တယ်ဒါပေမဲ့ရေတူတော့အကြအားကောင်းသွားနိုင်တယ်ဒါပေမဲ့တစ်ဖက်ကစဉ်းစားကြည့်မယ်ဆိုအဲ့ဘန်တူနုံမလျှော့ဘူးဆိုရင်ကျွန်တော်ကဘာနဲ့ပြန်လာတတ်မှာဆိုတော့ထရန့်နဲ့ပြန်လာတတ်မှာဖြစ်ပါထရန့်က ကုံတွဲခွန်ကိစ္စတွေကြောင့်အမေရိကန်စီးပွားရေးထိမြင်ရတော့သူကကာပါလို့ဘန်တိုးနုံကိုသူရှော့စေခြင်းနဲ့ရှော့စေခြင်းနဲ့သဘောထားအောင်လဲသူပြီးခဲ့တဲ့ April လောက်ကတည်းကသူပြောထားပြီးသားဒါပေမဲ့အမေရိကန်ပုံပန်းတင်းခတ်နေတယ်အခုဘန်အဒီ inflation တွေဒါပြန်တက်လာရင်ငွေကြေးဖောင်းပေါမှုနှုန်းတွေဒါပြန်တက်လာခဲ့တယ်ဆိုရင်အမေရိကန်ပုံပန်းကဒါကိုအကြောင်းပြချက်နေတဲ့ဆိုင်ကင်ဆွဲပြီးတော့ဘန်တိုးနုံမလျှော့ဘူးဆိုပြီးတင်းခတ်ရင်တော့ Trump နဲ့အမေရိကန်ပုံပန်းကြားပြဿနာအကြီးကြီးတွေပေါ်ပေါက်လာနိုင်ပါအမေရိကန်နိုင်ငံရဲ့ပြကျွန်တော်အစည်းအဝေးရဲ့အဓိကအဖွဲ့အစည်းမော်ရီကန် ဘိုဘန်နဲ့အုပ်ချုပ်ရေးမှာအမြင့်ဆုံးပုဂ္ဂိုလ်အမေရိကန်သမ္မတတနည်းအားဖြင့်အမေရိကန်စိုးရွားပွဲကြပြည်ထနာရေးဖြစ်လာရဆိုရင်တော့အမေရိကန်စီးပွားရေးမတည်မငြိမ်ဖြစ်လာရဒါကတော့တစ်ဖက်ကကဘာချွေစည်းကွက်ပေါ်ကောင်းကောင်းတက်ရောက်မှုရှိနိုင်တယ်ခင်ဗျအဲ့ဟာလေးကိုသတိထားဖို့လိုအပ်ပါတယ်မှန်တယ်ဘိုဒိုဦးနဲ့ inflation data တွေကရလက်အပြင်ကြည့်မယ်ဆိုပြကောင်းတာမကောင်းတာလည်းကြည့်ရမှာမဟုတ်အဲ့ရလက်ကောင်းတာမကောင်းတာရဲ့ကြောင့်ဖြစ်လာမဲ့တက်ရောက်မှုတွေပေါ့နော်အမေရိကန်ဘိုဘန်ဘတ်တုံးဆိုဖြစ်ချက်ပေါ်တက်ရောက်မှုတွေအဲ့ဘန်တုံးလုံး short ခြင်းမ short ခြင်းနဲ့ပတ်သက်ပြီးတော့ နောက်ဆက်သွယ်ဖြစ်လာမယ့်ဟာတွေကိုကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။အဲ့ရပြတ်ကံမှာဘုဒ္ဓဘုနေမှာကျွန်တော်ညမှာစိတ်အတက်ကြကျမ်းနိုင်ပါတယ်။အလောက်ခတ်များနိုင်ပါတယ်။ကျွန်တော်သတိထားမှာကပြီးခဲ့တဲ့တောက်ကြနေအမေရိကန်အလောက်ကိုင်းဒေတာတွေမှာကပ္ပချွေစီယာဈေးတော့လှုပ်တော့လှုပ်သွားတယ်။အလောက်ခတ်အရန်ကျမ်းသွားတာမျိုးမဟုတ်ဘူးခင်ဗျ။တအီးလေးနဲ့ပဲကျွန်တော်ကြသွားအောင်မြင်ရတယ်ပေါ့နော်။ဒါမှမဟုတ်တပတ်တာအပိတ်ဈေးနားမှာပဲကပ်ပိတ်တပတ်တာတပတ်တာအဖွင့်ဈေးနားမှာပဲဈေးကကပ်ပိတ်သွားခဲ့တယ်။ပိတ်နာဘက်ဈေးအရန် ဟိုပေါ်ထောင်တတမျိုးအောက်ကိုထိုးချသွားတာမျိုးမဖြစ်ခဲ့ဘူးအဲ့ဘက်ကအလောက်ကင်ဂီတာကြီးဒီမှာဈေးမလုတ်တဲ့ကဘာရွှေဈေးဈေးတအားမလုတ်တဲ့ကဘာရွှေဈေးကတနည်းအားဖြင့်နောက်တစ်ပတ်ထွက်မဲ့ဒီတာကြီးဖြစ်တဲ့ inflation data တွေကိုစောင့်နေတဲ့အနေအထားမျိုးလိုယူဆပါတယ်။အဲ CPI data တွေထွက်ချိန်မှာကျွန်တော်တို့အညာမှာဈေးအလောက်ကကျန်းတာမျိုးမြင်ရနိုင်ပါတယ်။ အဲ့ဘက်ကကျွန်တော်ဒီဘက်ကနီးပညာပိုင်းကကြည့်မယ်ဆိုတော့အဲ့ CPI data ထွက်တဲ့ဘုဒ္ဓဘုနည်းညကဘာချွေတရက်တာအပိတ်ဈေးကဈေးအတက်အားကောင်းကောင်းနဲ့ပိတ်သွားလားဈေးအကျအားကောင်းကောင်းနဲ့ပိတ်သွားလားဆိုတော့ကျွန်တော်စောင့်ကြည့်ဖို့လိုအပ်ပါတယ်ဈေးအကျအားကောင်းကောင်းနဲ့ပိတ်သွားခင်တော့ကဘာချွေစီဒီလာတယ်ပေါ့နော်ဈေးအကျပဲဥတီသွားနိုင်ခြင်းများတယ်လို့အညမှာဈေးအတက်အားကောင်းကောင်းနဲ့ပိတ်သွားခဲ့ရင်တော့ကျွန်တော်တို့ အာဒီလာထဲမှာစန့်ကျင်တင်အမြင်စည်းတွေကိုမျှော်လို့ရတယ်ပေါ့နော်အဲ့အပရိကမှာဒီတပတ်အခုလာမဲ့ပတ်မှာအဲ့ CPI data ကြီးထွက်မဲ့ပိုရိုကနီညာအပိစေးကအရန်အရေးကြီးပါတယ်သူတည့်ရတာနေထားရအတားအကောင်းကောင်းနဲ့ပိတ်လာအကြအကောင်းကောင်းနဲ့ပိတ်လာစောင့်ကြည့်ဖို့လွယ်ပါတယ်ဘဲပေါ်မှာဈေးပိရင်ဈေးဆက်တက်မဲ့ဘဲပေါ်ဘဲအောင်မှာဈေးပိရင်ဈေးအကြအကောင်းမယ်ဆိုတာကိုတော့အဲ့နေတည့်ရတာသုံးချက်ဗီဒီယိုမှာပဲကျွန်တော်စောင့်ကြည့်ပေးကြပါဦးနော်ပြီးတော့ကျွန်တော်တစ်ဖက်ကဒေါ်လာအညွန့်ကိန်းကြီးမယ်ဆိုတော့ဒေါ်လာအညွန့်ကိန်းကတစ်ခုရှိရတော့ကမ္ဘာရွှေဘလောက်တူပါတူပြား အောက်ကိုတီးနဲ့ဆင်းပါစေဒေါ်လာအင်းသက်ကတရားအထက်မကျော်နိုင်သေးဘူးနော်ကျွန်တော်ပြောခဲ့တဲ့သတင်းပိုင်းရဒေါ်လာအင်းသက်ဤတရားအထက်မှာတရက်တာဈေးမပိတ်နိုင်မချင်းလွတ်ကျွတ်မပိတ်နိုင်မချင်းသတင်းပိုင်းရကဘာရွှေစီကြဖို့လည်းမဖြစ်နိုင်သေးဘူးအဲ့ဘက်မှာအခုလာမယ့်အပတ်တွင်မှာအဲ့တရားအထက်မှာဒေါ်လာအင်းသက်လွတ်ကျွတ်ပိတ်နိုင်လားကြည့်ရမယ်တရားအထက်မပိတ်နိုင်သေးတော့ဗျာသတင်းပိုင်းရကဘာရွှေစီကိုကြလဲနည်းနည်းပဲအရန်အကြာကြီးအရန်အကြာကြီးကြဖို့မျှော်လင့်မနေနဲ့ခင်ဗျ အာဖရိကဒေါ်လာအင်တတိယအထက်မှာလူကျိုးပိတ်နေလားဆိုတာကျွန်တော်စက်ပြီးစောင့်ကြည့်အောင်ဖြစ်ပါတယ်ပြီးတော့ breaking news တွေအနေနဲ့ကျွန်တော်တပတ်ကအာအမေရိကန်တမလဒရွန်ထွက်ရင်ပေါ့ကျွန်တော်တို့ကသူနဲ့ Elon Musk ပြတ်တနာရေးဘာရီတော့ရှိပေမဲ့အဓိကအောင်ဆိုင်မှာတော့လာမယ့်ပတ်သွင်းအဲ့ဒီ inflation data တွေကိုအဓိကအောင်ဆိုင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့အာတခုရှိတာပေါ့နော်အဲ့ဒီ trend ကကျွန်တော်တို့အာဒီဒီကာလမှာတောင်းလျှောက်သတင်းတွေဖန်တီးနေတာမလို့အဲ့ဟာလေးတွေထားဖို့လိုအပ်ပါတယ်ကျွန်တော်ပြောခဲ့တဲ့မျိုးပဲကျွန်တော်တို့ဒီ ကမ္ဘာ့ trading ဆိုတာအယောင်ဝန်လုပ်ငန်းဖြစ်ပါတယ်။အယောင်ဝန်လုပ်ငန်းဖြစ်တာဖြစ်တဲ့အခါမှာကျွန်တော်တို့က risk management ထားဖို့လိုအပ်တယ်။ risk ကိုကျွန်တော်တို့ကပိုင်းခြားသတ်မှတ်ထားဖို့အရေးကြီးပါတယ်။အဲ့ရဖြစ်တဲ့အခါမှာကိုကဘလောက်ပဲဗျာကမ္ဘာ့ရွှေစည်တက်မယ်ကျမယ်လို့ပိုင်းနိုင်နေပါစေ။တပတ်က risk management နဲ့တရားလုပ်ထားဖို့ကျွန်တော်တန်တုံးကျင်ပါတယ်။အဲ risk management လုပ်မထားရင်ဖြင့်ကျွန်တော်တို့ကမ္ဘာ့ trading မှာဆုံးရှုံးမှုကြီးကြီးမားမားနဲ့ကြုံတွေ့နိုင်အောင်လည်းကျွန်တော်သတိပေးကြပါတယ်ခင်ဗျ။ပြီးတော့လေကျွန်တော်တခု trading ပေးကြတယ်ဒီကမ္ဘာ့ trading ဟာကိုယ့်ရဲ့ ကျွန်တော်တင်ယူလေ့လာမှုကိုယ့်ရဲ့ဆုံးဖြတ်ချက်ချနိုင်မှုနဲ့ကျွန်တော်အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့အရှုံးအမြန်ရှိနိုင်တဲ့အကြောင်းဝင်လုပ်ငန်းဖြစ်ပါတယ်အဲ့ရဖြစ်တဲ့ဖြစ်တာဖြစ်တဲ့ကာမှာကျွန်တော်ဒီလုပ်ငန်းမှာကျွန်တော်တို့အာလုပ်ရင်ကျင်းတည်ပေါင်းမြတ်မယ်ဆိုပြီးတော့ကျွန်တော်တို့ယူဆထားလို့မရပါဘူးအဲ့ရဖြစ်တဲ့ကာမှာကိုယ်အနေနဲ့ဒီလုပ်ငန်းကိုလုပ်ကြမယ်ဆိုရင်ကိုယ့်အတွက်ရှုံးနိုင်ခြင်းမျက်နိုင်ခြင်းအလားအလာတွေကိုတေချာတွက်စာပြီးတော့ risk ယူနိုင်မှသာလုပ်ကြံကြဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဘာလို့လဲမဲ့ဆိုရင်ဗျာတချို့သောလူတွေဒီမှာ အာမျက်မယ်ဆိုပြီးလုံရနေရှုံးနေရတော့ဘာလို့အဲ့လိုမျိုးတွေဖြစ်လာတဲ့ခါမှာဒီလုပ်ငန်းကိုကျွန်တော်ပြစ်တင်ဝေဖန်တာမျိုးတွေကျွန်တော်တို့ကြားနေရတော့ပါအဲ့ဒါတဲ့ခါမှာကျွန်တော်ဒီကအယောင်းဝယ်လုပ်ငန်းဖြစ်ပါတယ်ဘယ်အယောင်းဝယ်လုပ်ငန်းမှာဗျာကြီးတိပေါင်းမျက်မယ်ဆိုတာမရှိဘူးကိုယ့်ရဲ့တင်ယူလေးလာမှုကိုယ့်အတွေ့အကြုံနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်စချနိုင်စွမ်းပေါ်မူတည်ပြီးတော့အရှုံးမြောက်ကကွဲပြားသွားခြင်းဖြစ်ပါတယ်ခင်ဗျအဲ့ဒါလေးကိုလည်းတတိထားဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့အခုလာမဲ့ ဂျွန်လာဒုတိယပတ်တပတ်တာကပ္ပချွေစီကွယ်တော့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတော့ချက်ဗီဒီယိုတွေကို up to date ကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျကျွန်တော်ဒီမှာဒီကပ္ပချွေအယောင်ဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်းတွေလည်းကျွန်တော်တက်ရောက်လေ့လာနိုင်ပါတယ်အဲအနေနဲ့ပတ်သက်ပြီးလည်းကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ Viber တွေကနေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ ကမ္ဘာ့ချထရိတ်တာအလုံးပဲအခုလာမဲ့ဂျွန်လာဒုတိယပတ်တပတ်တာပင်မှာကမ္ဘာ့ချွေစိတ်တက်ကြအောင်ကျွန်တော်တို့အထူးတတိထားအယောင်ဝယ်လုပ်ပြီးတော့အကျိုးမြတ်တင်နဲ့အခုလာမဲ့အပတ်ကိုဖြတ်တန်းနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့အခုလာမဲ့တပတ်တာကမ္ဘာ့ချွေစိတ်ကွာသုံးချက်ဗီဒီယိုလေးကိုဒီမှာပဲညီကုန်းချုပ်ပြရစေခင်ဗျ